လွန်ခဲ့တဲ့2012ခုနှစ်ဘောလုံးရာသီမှာစပိန်အင်အားကြီးရီယယ်မက်ထရစ်အသင်းဟာ အသင်းရဲ့ကဏ္ဍဝင်တအုပ်ဖြစ်လာမဲ့ခရိုအေးရှားကွင်းလယ်ကစားသမားတအုပ်ကိုစပါအသင်းကနေခေါ်ယူခဲ့ပါတယ်။ဟုတ်ပါတယ်။အဲ့ဒီခရိုအေးရှားကွင်းလယ်ကစားသမားဟာဆယ်စုနှစ်တခုကျော်ကြာရီယယ်မက်ထရစ်အသင်းရဲ့ကွင်းလယ်ကိုထိန်းကျောင်းခဲ့တဲ့လူကာမိုဒရစ်ဖြစ်ပါတယ်။မိုဒရစ်ရှောင်းလန်းခဲ့တဲ့ရီယယ်မက်ထရစ်ကြီးလန်းဟာအခုနှစ်ဘောလုံးရာသီအကုန်မှာပဲအဆုံးသတ်တော်မှာပါ။ အကြောင်းကတော့မိုဒရစ်ကိုတိုင်ယာတီကွန်ရီရီယယ်မက်ထရစ်အသင်းနဲ့လမ်းခွဲတော့မယ်ဆိုတာကိုကြေဝင်ကြေညာခဲ့လို့ပဲဖြစ်ပါတယ်။မိုဒရစ်အနေနဲ့73နှစ်ကျော်ကြာဖြတ်တန်းခဲ့တဲ့ရီယယ်မက်ထရစ်အသင်းမှာကြိုင်ပွဲဆောင်ပွဲပေါင်း390ကျော်ကစားခဲ့ပြီးအသင်းအတွက်ဖန်တီးမှုပေါင်းများစွာကိုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။တွင်းကိုတွေလည်းရယူပေးနိုင်ခဲ့တာပါ။ဆူပလာအောင်မြင်မှုကိုပြန်ချိန်မယ်ဆိုရင်လည်းစပိန်ဒီရီဖလာအားလုံးအပြင်ချန်ပီယံလိဆူပါဖလာကမ္ဘာကလပ်ဖလာနိုင်ငံတကာတိုက်ကြီးတွေဖလာတို့ကိုရယူနိုင်ခဲ့ပါတယ်။ ဒါအပြင် Real Madrid မှာကစားနေစဉ်ကာလအတွင်းဘောလုံးကစားသမားတွေအကြားဂုဏ်သိက္ခာအရှိဆုံးဆုဖြစ်တဲ့ Ballon d'Or ဆုကိုလည်း2018ခုနှစ်မှာရရှိခဲ့ပါသေးတယ်။ Real Madrid ဟာအသင်းကိုများစွာအကျိုးပြုခဲ့တဲ့ Modric အတွက် ပေါင်35သန်းပဲကုန်ကြခဲ့တာပါ။ Real Madrid အသင်းကိုအောင်မြင်မှုများစွာနဲ့နှုတ်ဆက်ခဲ့တဲ့ Luka Modric ဟာလာမယ့်စက်တင်ဘာလမှာအသက်40ပြည့်တော်မှာဖြစ်ပါတယ်။ကစားသမားဘွားကနေအနားမြူသေးတဲ့ Real Madrid ကနေ Modric ရဲ့အသင်းတက်ကဘယ်အသင်းဖြစ်လာမလဲ။ အခုလိုစိတ်ဝင်စားစရာအားကစားအကြောင်းအရာတွေနဲ့အစီအစဉ်တွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe နဲ့ follow လုပ်ခဲ့ပေးကြပါဦး